ချမ်းလေးကိုညှက်မယ်ဆိုတော့မျိုးလေးခေါက်ချောင်းနဲ့ယူမယ်ဆိုအဲ့လိုလေးခေါက်လိုက်တယ်ခေါက်ပြီးတော့မှဒါလေးကိုပတ်တန်ကိုလာတင်တယ်ဟမ်လာတင်ပြီးတော့မှဒီဒီနားမှာခုနညှက်ထုတ်လိုက်တဲ့ဒီခေါက်ချောင်းလေးအတိုင်းကွက်တည်ယူမယ်ယူယူပြီးတော့မှဒီမှာ2.5ဆိုလဲဒီဘက်မှာ2.5ချမ်းပဲဒီဘက်မှာလည်း2.5ချမ်းပဲချမ်းပြီးတော့မှပတ်လေချမ်းပြီးတော့မှညက်မယ်เนาะအခုအားကြအဲ့လိုမဟုတ်ဘူးအမကသူ့ကိုအဲခေါက်ချောင်းလေးယူမှာမဟုတ်ဘူးเนาะ ဒီလိုပိတ်ဆက်ခောက်ချောင်းလေးယူမှာမဟုတ်ဘူးသူ့ကိုထွင်လေးယူမှာဖြစ်တဲ့အတွက်အနားနဲ့အနားနဲ့ဒီလိုပူးလိုက်မယ်နော်ပူးတဲ့ချိန်ကျရင်လေကျေတော့မလဘက်ကနေပြီးတော့ဖယ်ညက်မယ်နော်ဒီမှာကကြတော့အလမလမရှိဘူးဖြစ်တဲ့အတွက်အလနဲ့မလနဲ့အတူပဲဖြစ်တဲ့အတွက်မို့လို့ဒီတိုင်းယူလိုက်လို့ရတယ်နော်အကယ်၍အလမလကွဲတယ်ဆိုရင်ဒီလိုမျိုးဒါဒီဘက်ကကိုပိတ်ကတ်တဲ့ဘက်ကဒီဘက်ကကြတော့ပူး